မြန်မာစစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးတိုင်းပြည်ရဲ့အခြေအနေတိုးတက်လာတာကြောင့်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်နိုင်ဖို့ယာယီနေထိုင်ခွင့်ပေးထားတာကို ရုတ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာလာပါတယ်စစ်တပ်အာဏာသိမ်းမှုအပြီးနေရပြန်ဖို့မလုံခြုံတဲ့မြန်မာနိုင်ငံသားတွေကို TPS အရာအမေရိကန်မှာနေထိုင်ခွင့်ပြုခဲ့တယ်လို့အချိန်ချင်းတက်တန်းတိုးဖို့ခွင့်ပြုခဲ့ကြောင်း 9နှစ်နီးပါးအကြာမှာတော့မြန်မာနိုင်ငံရဲ့အခြေအနေတွေကအတန်အသင့်တိုးတက်လာပြီဖြစ်တာကြောင့်အခုအခါ TPS နဲ့နေထိုင်သူမြန်မာနိုင်ငံသားတွေကို နေရက်စီပြန်ဖို့အချိန်အခါတင်လာပြီဖြစ်ကြောင်းအမေရိကန်ရဲ့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအမိမြေလုံခြုံရေးဌာနဟာအမေရိကန်အစိုးရအေဂျင်စီတွေနဲ့ဆွေးနွေးခဲ့ပြီးတော့မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်နဲ့နေထိုင်ခွင့်ကိုမလိုအပ်တော့ကြောင်းမိမိလုံခြုံရေးဝန်ကြီးခရစ်စတီနိုအန်ကပြောပါတယ်အရေးပေါ်အခြေအနေအဆုံးသတ်မှုရွေးကောက်ပွဲတွေအတွက်အစီအစဉ်တွေအောင်မြင်တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်တွေအများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပြန်လည်တည်မြဲရေးလုပ်ငန်းတွေအတွက်အရေးကြီးတဲ့ဒေတာရင်းအုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့မြန်မာနိုင်ငံဟာတိုးတက်လာတယ်လို့ခရစ်စတီနိုအန်ကပြောပါတယ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစလို့အမေရိကန်ပြည်ထောင်စုမှာကြောင်းတက်ဖို့နဲ့အလဲပက်လာသူမြန်မာနိုင်ငံသားတွေကိုဆက်လက်နေထိုင်နိုင်အောင် အရင်ဒီမိုကရက် သမ္မတဂျိုးဘိုင်ဒန်အစိုးရက TPS ခေါ်လုံခွင့်ပေးထားတာပါအမေရိကန်နိုင်ငံမှာ TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားစုစုပေါင်း၄000နီးပါးရှိနေတာလည်းဖြစ်ပါတယ်ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ TPS ဟာ ယာယီနေထိုင်권မျိုးသားဖြစ်ပေမဲ့အဲ့ဒီအစီအစဉ်ကိုအသုံးပြုနေသူတွေကအကြင်ကြင်တက်တန်းတိုးပြီးအကြကြီးနေထိုင်နေကြတယ်လို့ဝေဖန်ထားပါတယ်။ဒါရင်မကသေးပဲ TPS ဟာတရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေကိုအပိအမြောက်ရာရောက်နေတယ်လို့လည်းထည့်သွင်းဖော်ပြထားပါတယ်။ American C ကိုတရားမဝင် နီလန်းတွေနဲ့ဝင်ရောက်လာသူတချို့ဟာလည်း TPS ကနေ ကောင်းကျိုးခံစား권တွေရခဲ့ကြတယ်လို့လဲဆိုထားပါဗျ။ Temporarily protected status လို့ခေါ်တဲ့ယာယီနေထိုင်권ရုပ်သိမ်းမှုဟာလာမယ့်နှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။ Afghanistan, Nepal, Venezuela လို့နိုင်ငံတချို့က TPS နဲ့နေထိုင်သူသိန်းကနန်းအထိကိုအမေရိကန်ကနှင်ထုတ်ခဲ့ပြီးလဲဖြစ်ပါတယ်။အင်ဖြူတော်ကိုတကြော့ပြန်ရောက်ရှိလာခြင်းကလေးကနိုင်ငံတကာအကူအညီတွေ လူသားချင်းစာနာမှုအထောက်ပံ့တွေကိုရှော့ချနေခဲ့တဲ့အမေရိကန်သမ္မတထရန့်ဟာစစ်ဘေးသင့်အရှိတောင်အာရှဒေတာရင်းနိုင်ငံစီကို ပြန်သွားဖို့အနေရရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် TPS အစီအစဉ်ကိုပါရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် TPS ကို1990ခုနှစ်မှာစတင်သတ်မှတ်ပေးခဲ့တာဖြစ်ပြီးလက်နက်ကိုင်ပြည်ပခါတွေတဘာဝဘေးအန္တရာယ်တွေနဲ့တခြားအရေးပေါ်အခြေအနေတွေကြုံနေရတဲ့ နိုင်ငံတွေရဲ့နိုင်ငံသားတွေဟာနေရပြန်ဖို့မလုံခြုံသေးတာကြောင့်အမေရိကန်နိုင်ငံမှာယာယီအလုပ်လုပ်ခွင့်နဲ့နေနေချင်းခံရမယ့်အခြေအနေကနေလူငယ်ခွင့်တွေပေးအပ်ထားဖို့ညှိနှိုင်းသဘောတူခဲ့ကြတာဖြစ်ပါတယ်။ TBS နဲ့နေထိုင်သူမြန်မာနိုင်ငံသားတချို့ကတော့အမိတ်မထုတ်ခင်ကတည်းကပြန်သွားကြသူတွေရှိသလိုနေထိုင်ခွင့်ရအောင်နိုင်ငံရေးခေလွန်ခွင့်ပြောင်းလျှောက်ထားကြဖို့လည်းအကြံပြုထားကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်ရုံရဲ့အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူတို့ကိုစစ်ဆေးအရေးယူပေးဖို့တိုင်ကြားချက်တွေကြောင့်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ကာလအတွင်းတာဝန်ကနေယာယီရနာထားတယ်လို့ NUG ကနိုဝင်ဘာလ24ရက်နေ့ကထုတ်ပြန်လာပါတယ်။နိုဝင်ဘာလ19ရက်နေ့ရက်စွဲနဲ့နိုင်ငံတော်ယာယီသမတာပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ထံလိမ့်မှုထားတဲ့တိုင်စာဟာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံရဲ့အီးမေးလ်ကိုရောက်ရှိလာခြင်းမရှိပေမဲ့နိုင်ငံတော်အကြီးအကဲဖြစ်သူယာယီသမရထံကိုရောက်ရှိခဲ့တဲ့အတွက်အဲ့ဒီကိစ္စဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ကနိုဝင်ဘာလ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းက MPA သတင်းဌာနကဖော်ပြခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူတို့ဟာယာဒူးအပေါ်မလျော်ဩစာသုံးတာနဲ့အကြိလိုက်စာအလွဲသုံးစာပြူတာတွေရှိသလို့ ဝန်ထမ်းတွေအပေါ်ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ဝန်ထမ်းဟောင်းတချို့ကဖော်ထုတ်ပြောကြားထားတာဖြစ်ပါတယ်။ဒေါ်ကြည်ပြားကတော့စောင်းမနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေအပေါ်သိငယ်တဲ့ပုံကိုရေးမကျေနပ်ချက်တခုကိုအရင်ပြူပြီးစနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတိုက်ခိုက်မှုလို့ပြောကြားထားကအန်ယူဂျီဝန်ကြီးချုပ်ယုံကောင်းစင်နာမည်တက်ပြီးလွဲမှားတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါကြတာကိုဘလုံးမလက်ခံသွားမှာမဟုတ်ဘူးလို့တုံ့ပြန်ရေးသားထားပါတယ်။ NUG ကတော့တိုင်ကြားသူတွေတိုင်ကြားခံရသူတွေ နှစ်ဖက်သက်သေတင်ပြမှုတွေရှိပါကတင်ပြတဲ့သက်သေတွေစစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေအတော့ခေါ်ယူစစ်ဆေးမှုတွေကိုအမြန်ဆုံးလုပ်ဆောင်မယ်လို့ဆိုပါတယ်စစ်ဆေးမှုကရရှိလာတဲ့တွေ့ရှိချက်နဲ့အကြံပြုချက်တွေကိုဝင်ကြီးချုပ်ထံပြန်လည်တင်ပြဖို့တာဝန်ပေးအပ်ထားပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်တိုင်ကြားစာထဲမှာအမြဲတမ်းအတွင်းဝင်မက်ကြီးပြရဲ့မောင်မာမှုမလျော်ဩစာတုံဆွဲမှုအလွဲတုံစာပြုမှုအထက်ဖောက်အောက်ဖိဇယိုက်တွေကြောင့် 2022ကနေ2025ခုနှစ်အတွင်းဝင်ကြီးချုပ်ရုံးဝင်းနဲ့19ဦးဟာရုံးကိုစွန့်ခွာခဲ့ကြတယ်လို့တိုင်းစာမှာစွပ်စွဲထားပြီးမကြီးပြားဟာပုတ်ကိုရီအကျိုးစီးပွားအတွက်ဝင်ကြီးချုပ်ကိုပါကြိုးကင်ချဲလဲတယ်လို့စာမျက်နှာ25မျက်နှာရှိပြီးအချက်ပေါင်း20ပါဝင်တဲ့တိုင်းကြားစာထဲမှာရေးသားထားတာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့အနီးမှာတော်လန်ဤတပ်ဖွဲ့တွေနဲ့အာနာသိန်းစစ်တပ်တို့ထိတွေ့တိုက်ပွဲအတွင် ထိုင်းနိုင်ငံဗတ်ချန်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်မှ လုံခြုံရေးတိုးမြင့်ကအသည့်အနေထားပြင်ဆင်တက်လန့်ထားတယ်လို့သိရှိရပါတယ်။ထိုင်းစစ်တပ်ရဲ့အမှတ်3စစ်ဒေသဦးစီးဌာနကမြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်ရာထိုင်းနယ်စပ်တစ်လျှောက်မှာလုံခြုံရေးပုံမှုဖြစ်တင်ပြီးကာကွယ်ရေးအစီအမံတွေမြင့်တင်ထားမယ်လို့ထိုင်းစစ်တပ်က ပြောထားပါတယ်။နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားရနေရများမှာထိုင်းနိုင်ငံနဲ့ 1ကီလိုမီတာသာကွာဝဲပြီးမဲဆောက်မြို့နယ်မက်ကိုကင်းကျေးရွာအတွင်ကို60မမလက်နက်ကြီးတစ်လုံးကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ပြီးနေလေးလုံးနဲ့ကားတစ်စီးပျက်စီးခဲ့က လူထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ်။ထိုင်းနိုင်ငံအတွင်းလက်နက်ကြီးကြားရောက်မှုကြောင့်ထိုင်းစစ်တပ်မှ120မမမီဂိုပုံးဖြင့်ပစ်ခတ်ကာတတိပေးခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တခြားမှလည်းကင်းလဲမှုတိုးမြင့်ခြင်း၊ယာယီစောင့်ကြည့်ရေးစခန်းများထားခြင်း ၄ချောင်းမှစောင့်ကြည့်ခြင်းကဲ့သို့ကာကွယ်ရေးအစီအမံများတိုးမြင့်ထားကြောင်းလည်းသိရှိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဘွန်ညာကမြန်မာဘက်ကတိုက်ပွဲတွေကြောင်းထိုင်းနိုင်ငံအတွင်းကိုကြီးကြရောက်တာဟာရပ်ပိုင်းအတွင်းဒုတိယကြိမ်ဖြစ်လာတာကြောင်းစိုးရိမ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့တပ်ပြည်နယ်တွေကမိုက်ဆောက်ခရိုင်ဒေသခံတွေကတော့နေဆက်တစ်ဖက်ချမ်းကစစ်ရေးပဋိပက္ခတွေကူးဆက်လာမှာကိုစိုးရိမ်နေကြပါတယ်။ထိုင်းသတင်းဌာနရဲ့ဖော်ပြမှုမှာတော့ မြောက်ရီမြို့နယ်တဲကမင်းလက်ပံခြေရွာတဝိုက်မှာကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာ6ဦးဆောင်တဲ့တော်လန်ရေးအင်အားစုတွေနဲ့အာနာသိန်းစစ်တပ်ရဲ့အမှတ်22စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေတိုက်ပွဲဖြစ်နေတာလို့ဖော်ပြထားပါတယ်။မြလင်တန်ထိကြိုက်ခန်းစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကပထမတော့အနေနဲ့ အငွေစားနဲ့အလတ်စားလုပ်ငန်း200အတွက် UNDP ကငွေကြေးထောက်ပံ့မှုတွေပေးအပ်ပံ့ပိုးသွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ငလင်တန်ထိခိုက်ခံစားခဲ့ရတဲ့အငွေစားနဲ့အလတ်စားလုပ်ငန်းတွေအတွက်ချက်သိန်း40ကနေသိန်း100အထိပေးအပ်သွားမဲ့အစီအစဉ်ကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါကြောင့်တရားဝင်မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေလည်းရှောက်ထားနိုင်တယ်လို့လုပ်ငန်းသက်တမ်းတစ်နှစ်အောက်သာရှိသေးတယ် တက်တန်းမှုလုပ်ငန်းတွေလည်းရှောက်ထားနိုင်တယ်လို့အတည်ပြုထားပါတယ်။အထူးဦးစားပေးအနေနဲ့အမျိုးသမီးတွေဦးဆောင်တဲ့လုပ်ငန်းဒါမှမဟုတ်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေအနည်းဆုံး60ရာခိုင်နှုန်းကိုဦးစားပေးမယ်လို့ဆိုပါတယ်။ဒါအပြင်အသက်35နှစ်အောက်စီမံခန့်ခွဲသူလူငယ်တွေဦးဆောင်တဲ့လုပ်ငန်းတွေအရေးပါတဲ့အခမ်းကဏ္ဍကလုပ်ငန်းတွေဥပမာစားတောက်ကုန်အထည်လေးဆောက်လုပ်ရေးမော်တော်ယာဉ်အီလက်ထရောနစ်နဲ့မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းတွေတက်မှတ်မြို့နယ်အတွင်းမှာရှိတဲ့ ဝင်းလံပြီးဝန်ဆောင်မှုနည်းပါတဲ့ဒေသတွေကလုပ်ငန်းတွေအပြူသဘောဆောင်တဲ့ရလက်အကျိုးကျေးဇူးတွေတွင်တွင်ကျကျအကောင့်ထဲပေါ်နိုင်တယ်။ရက်ရွာအခြေပြုလုပ်ငန်းတွေတမဝါယမနဲ့အသင်းအဖွဲ့တွေတဘာဝပတ်ဝန်းကျင်ကိုထည့်သွင်းစဉ်းစားတဲ့ Green SME တွေနဲ့တာဝန်ယူမှုရှိတဲ့ SME တွေကိုအထူးကထည့်သွင်းစဉ်းစားတော့မှာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ရှောက်ထားသူတွေအနေနဲ့အသေးစိတ်အချက်အလက်တွေကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကဖော်ပြထားတဲ့ဖုန်းနံပါတ်ကနေတဆင့်စုံစမ်းနိုင်ပြီးရှောက်လွာတွေကို2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာနောက်ဆုံးထားပေးဖို့ရှောက်ထားနိုင်ပါတယ်။2025ခုနှစ်မတ်လငလျင်ဖြစ်စဉ်အတွင်းစီးပွားရေးလုပ်ငန်းအများအပြားဟာအခက်အခဲတွေတွေ့ခဲ့ရပြီးလုပ်ငန်းလည်ပတ်မှုအချို့ရပ်တန့်ခဲ့ရတာကြောင့်လုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့နဲ့စီးပွားရေးဆိုင်ရာစံကြန့်ခံနိုင်စွမ်းကိုမြင့်တင်ဖို့ရည်ရွယ်ပြီးလှုပ်ဆောင်တာဖြစ်တယ်လို့ UNDP ကထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံနထွန်ပူရီခရိုင်မှာတေဆုံမိအဖွားအုပ်တူဟာမိသကြိုကန်နီမှာပြန်လည်လှုပ်ရှားအသက်ဝင်လာတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါရယ်အသက်65နှစ်အရွယ်အဖွားအုပ်ဟာအုန်းနာကင်ဆာယောဂါနဲ့နိုဝင်ဘာလ22ရက်နေ့ညမှာတေဆုံသွားပြီလို့သက်ဆိုင်ရာတာဝန်ရှိသူတွေကအတည်ပြုခဲ့ကြပါရယ်ဒါကြောင့်အဖွားအုပ်ရဲ့မိသားစုဟာရုပ်ခန္ဓာကိုလှူဒန်းဖို့ဘန်ကောက်မြို့ကဆေးရုံတစ်ခုကိုပို့ဆောင်ခဲ့ကြပေမယ့်ဆေးရုံကလှုပ်ထုံးလုံနည်းအရာ လူဒန်းမှုကိုလက်မခံတာကြောင့်အဖွားရဲ့ယုံလောင်းကိုနထွန်ပူရီခရိုင်ကဖုန်ကြီးချောင်းတချောင်းစီနိုဝင်ဘာလ23ရက်နေ့မှာပို့ဆောင်ခဲ့ပါတယ်။ဖုန်ကြီးချောင်းမှာတကြိုခန်းကြီးမှလှုပ်ရှားမှုအချို့ကိုတွေ့ရှိခဲ့တာကြောင့်စစ်ဆေးကြည်ရာကနေအသက်ရှင်နေသေးတာကိုသိရှိခဲ့ရတာပါ။အဖွားအိုကအင်အားချိနေပြီးစကားမပြောနိုင်တာကြောင့်စေးယုံကိုအများဆုံးပို့ဆောင်ခဲ့ကြပါတယ်။တိုင်းမှာတည်ဆုံးပြီလို့စေးယုံကကြီးညာခဲ့ပြီးနောက်မှာပြန်ပြီးတတိယလာတဲ့ဖြစ်စဉ်ဟာဒီနှစ်ထဲမှာနှစ်ခုထက်မကရှိထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အလားတူဖြစ်စဉ်မျိုး2019ခုနှစ်အောက်တိုဘာလအတွင်းကဥတွန်းထာနီခရိုင်မှာဖြစ်ပွားခဲ့ပြီးသေဆုံးသွားတဲ့အဖွားအုပ်တဦးကိုဒကြိုဖို့ပြင်ဆင်နေချိန်မှာမျိုးလုံးပြပွင့်လာကတတိပြန်ရလာတဲ့ဖြစ်စဉ်မျိုးဖြစ်ခဲ့ဘူးတယ်လို့သိရပါတယ်။